မင်္ဂလာပါဒဲရော့ဘိုင်ချီကကြိုဆိုပါရယ်ဒီကြီးလောက်ပြီးမယ် reading လေးကအချက်ရေးမှာဘလို့လူနဲ့တွေ့မလဲပေါ့နော်အဲ့လားလေးကိုအများရဲ့ energy general reading လေးဆွဲပြီးတော့ဖတ်ပြီးမှာပေါ့နော်အဲ့တော့ကိုအတွက်ပဲတည်တဲ့ reading လိုချင်တယ်ဆိုရင်ချီနဲ့ private reading လိုက်လို့ရတယ်ပေါ့နော်ပညာကြီးလေးတော့ရှိပါတယ် okay အဲ့တော့ဒီပိုင်လေးနှစ်ပိုင်လေးကကိုကြိုက်တဲ့ပိုင်လေးတစ်ခုရွေးပေါ့နော်ရွေးပြီးတော့စက်ကြည့်ပေးပါ ပိုင်ဝမ်းလေးတွေရွေးချယ်ထားတဲ့သူမင်္ဂလာပါပိုင်ဝမ်းလေးတွေရွေးချယ်ထားတဲ့သူရဲ့ဘယ်လိုမျိုးအချက်ရေးနဲ့ဆုံတွေ့ရမလဲဆိုတော့ပေါ့နော်အဲ့ဒီလူက ဘဝကိုသူကပေါ့ပေါ့ပါလေးနေတတ်တယ်ပြီးတော့ကိုမကိုပဲဖြစ်နေပြီးတော့ကို့ကိုအလင်းရောင်ပေးမဲ့လူမျိုးနဲ့ကိုကဆုံတွေ့ရမယ်ပေါ့နော်ပြီးတော့အဲ့လူကကို့ထက်လည်းငယ်နိုင်တယ်ဒါမဲ့သူကအရွယ်နဲ့မလိုက်အောင်လို့ mature ဆန်နေပေါ့နော် mature ဖြစ်တယ်ပြီးရင်ကို့ရဲ့စိတ်ခံစားချက်ပိုင်းဆိုင်ရာ emotion တွေကိုသူကနားလည်ပေးပြီးတော့ support လည်းပေးတတ်တယ်ပေါ့နော်အဲ့လူက ပြီးတော့သူကအရာရာကိုစူးစမ်းလေ့လာတတ်တဲ့သူဖြစ်တယ်ပေါ့နော်ဒီထဲမှာတွေ့ရပြီးတော့ကိုပြောသမျှကိစ္စအရာရာတွေကိုလည်းသူကအဲ့လိုမျိုးနားထောင်နေအောင်မြအောင်ပြုလုပ်ပေးမယ်အဲ့လိုလူမျိုးပေါ့နော်ဒါမဲ့သူက mature ဆန်တလောက်ပေါ့နော်ဒီမှာ full cut လဲကြတာဆိုတော့နည်းနည်းအဲ့လိုမျိုး risk taker ဖြစ်နေတတ်တယ်ပေါ့နော်တခါလေကြာရင်အဲ့လိုမျိုးယူယူမမိုက်လေးတွေအဲ့လိုမျိုးလောက်တတ်တာလေးရှိရပေါ့နော်ဒါကတော့ဒီဖိုင်ဝန်းလေးတွေအတွက်ပါအဲ့တော့ private reading လို့ရှင်နေဆိုလို့ရှိရင်ချီနဲ့ဒီ TikTok ထားမှမဟုတ်ရင် Facebook မှာလာပြီးတော့မေးမြန်းနိုင်ပါတယ်เนาะပန်ဝန်းလေးတွေကန်ကောင်းပါစေဖိုက်တူးလေးတွေမင်္ဂလာပါဖိုက်တူးလေးတွေကိုရွေးချယ်ထားတဲ့သူကဘလို့လူမျိုးနဲ့ကိုစုံဝမှလဲဆိုတော့ဗောနော်အဲ့လူကအဲ့လိုမျိုးကိစ္စတခုကို तू ကပြည့်ပြည့်တသားလုပ်တတ်တယ်အဲ့လိုမျိုး तू ဘာလို့ချင်းလဲဆိုတာကို तू တိတိကျကျသိရဗောနော် action speak louder than words အဲ့လိုမျိုးလို့ तू က label တိုက်မဆောက်ဘဲနဲ့ သူ့တကယ် action လက်တွေ့တကြလုပ်လို့ရှိတဲ့လူပေါ့နော်ဒီပိုက်တူးသမားလေးတွေကလေသူတို့ကိုတွေ့ရနေအဲ့လိုမျိုးစိတ်ထဲမှာကိုကတိနေလိုက်မယ်အဲ့လိုမျိုး तू ကကို့အတွက်တွေးပြတတ်တဲ့အရာတိုင်းကိုလေ तू က fair and square ဖြစ်အောင်ဘေးကနေပြီးတော့ကို့ကိုအကြံပေးပေးမဲ့လူမျိုးပေါ့နော်အဲ့တော့ကိုလိုချင်တဲ့အရာကိုလေ तू ကဘေးကမြင်လိုက်ပြီးတော့ဖြည့်စီဖြည့်စီပေးနေတတ်တာကိုတွေ့ရပေါ့နော်အဲ့တော့ပိုက်တူးလေးတွေအဲ့လိုမျိုးလူကိုတွေ့လို့ရှင်ရင်ပိုက်တူးလေးတွေကံကောင်းပါစေနော် ပြီးတော့ကို့အတွက်ပဲ private reading လုပ်ခြင်းနဲ့ဆိုလို့ရှိရင် GOD TikTok ဒါမှမဟုတ်ရင် Facebook ကနေလာပြီးတော့ဆက်သွယ်နိုင်ပါတယ်။အဲ့တော့ Python လေးတွေကံကောင်းပါစေ။